ခုပရိသတ်တွေကိုဘ ഹു သုဒအကြောင်းအရာတွေတင်ဆက်ပေးဖို့အတွက်အချိန်ကျပါပြီဒီတစ်ခါတော့အကျမ်းမာရေးအတွက်ကိုအသုံးဝင်တဲ့အရာလေးတွေပြောပြခြင်းနဲ့ဒီစာအုပ်ထဲမှာဖတ်ရတာပေါ့နော်တမားတော်ကြီးဦးတောင်ရွှေရေးသားထားတဲ့အပင်ဟူသည်မဆေးပင်ဆိုတဲ့စာအုပ်လေးထဲမှာပါတာဒီထဲမှာဆိုလို့ရှိရင်ဒါအသုံးဝင်နေပေါ့နော်ဆေးဘက်ဝင်အပင်လေးတွေအများကြီးကိုပြောပြထားတယ်အခုပြောပြခြင်းတဲ့အကြောင်းအရာကတော့ရဲရို ရွက်အကြောင်းပြောပြခြင်းနဲ့ရဲရူရွက်ကောရဲရူတီးရောပေါ့နော်ဟုတ်တယ်အဲရဲရူရွက်မှာဆိုလို့ရှိရင်ဒါသူ့ရဲ့ဂုံတတိအနေနဲ့ဆိုရင်အရသာစားရရင်ပူတယ်ဆက်တယ်ခါရတယ်ပေါ့နော်ဒီလိုမျိုးအရသာရှိရဲဒီလိုဂုံတတိရရှိရဲအတွက်ကြောင့်လဲဒါချောင်းဆိုရင်ကျက်ယောဂါကဒါအဓိကပျောက်စီရဲတဲ့တွေးသေးကြည်လေးတလိပ်ကိုလည်းနိုင်တယ်ပြီးတော့ဟိုစားသုံးမိမယ်ဆိုလို့ရှိရင်ဗီတာမင်ပြည့်ဝပြီးတော့ခန္ဓာကိုယ်မှာဆိုလို့ရှိရင်အပူဓာတ်ပေါ့နော်ခွန်အားကိုလည်းများစေတယ်တဲ့ပြီးတော့ဒီယောဂါရဲ့အနေနဲ့ဆိုလို့ရှိရင်အဆုတ်အေးပတ်ပြီးတော့ချောင်းဆိုနိုင်မယ်ဆိုရင်ရဲရူတီအမ မဲ့ကိုပြုတ်ပြုတ်ပြီးတော့တောက်ပေးလို့ရှိရင်လျင်မြန်စွာနဲ့လည်းပျောက်ကင်းစေရတဲ့ပြီးတော့ရဲရူသည့်အမဲ့ကိုတံမြာရေးဒါမှမဟုတ်လို့ရှိရင်ရှောက်ရေးပေါ့နော်ဒါမျိုးလေးနဲ့ရောဖြောဖြောပြီးတဲ့အခါမှာဆိုစားအနှင်းငယ်လောက်ထည့်ပြီးတော့တောက်ပေးမယ်ဆိုလို့ရှိရင်ရင်ကျက်ယောဂါကိုလည်းပျောက်ကင်းစေပါတယ်တဲ့ဒါကတော့လက်တွေ့ထက်လက်တောက်ဖို့တယ်ဒါပျောက်ကင်းတယ်ပေါ့နော်အာပြီးတော့နောက်တစ်ခုကကျတော့တချို့ဆိုလို့ရှိရင်ဟင်းချက်ပြီးတော့စားကြရလဲရှိရဲ့အရွက်ကိုအတူအမြုပ်အနေနဲ့လည်းစားပေးလို့ရတယ်အရွက်ကိုပေါ့နော်ထမင်းစားတဲ့အခါမှာအတူအမြုပ်အနေနဲ့စားပေးမယ်ဆိုလို့ရှိရင်ဒါတချို့ဆိုလို့ရှိရင်ချွဲတလိုက်တွေချက်တာအတန်အောင်ထွက် တယ်ပေါ့နော်ဒီလိုမျိုးအတန်ထွက်နေတဲ့ချွဲတလိပ်ယောဂတွေတောင်မှတဲ့ဟို ဟိုပျောက်စီရေပေါ့နော်အချိန်တို့တို့အတွင်းမှာလည်းပျောက်ကင်းစီပါတယ်တဲ့ပြီးတော့ရဲရူတီအမေကိုထက်ညက်နဲ့ဒါရောပြီးခောက်စားတာပဲဖြစ်ဖြစ်ပြီးတော့တကြားနဲ့ခောက်စားပြီးမယ်ဆိုလို့ရှိရင်လေပူနာကိုလည်းပျောက်ကင်းစီပါတယ်တဲ့ရဲရူတီအမေကိုပြီးတော့ထက်ညက်တို့ပြီးရင်ချက်တုံဖြူတို့နဲ့ရောပြီးကြော်စားပြီးမယ်ဆိုရင်ပန်းနာရင်ကျက်ယောဂကိုလည်းပျောက်ကင်းစီတယ်မီးဖုတ်ပြီးတော့လည်းစားလို့ရတယ်ဒါပေမဲ့မီးဖုတ်တဲ့အခါမှာဆိုလို့ရှိရင်တော့တံမြာရည်လေးနဲ့ပေါ့နော်ရောပြီးတော့တောက်တုံးမီးတဲ့ဒါဆိုလို့ရှိရင်ရင်လဲချောင်တယ်တချို့ဆိုအစားအသောက်ပြတ်နေတဲ့သူတွေရှိရပေါ့နော်အစားအသောက်ပြတ်နေတဲ့သူတွေဆိုလို့ရှိရင် ဒါဟိုတောက်တုံးပြီးမယ်ဆိုလို့ရှိရင်ရင်ချောင်ပြီးတော့အစားတောက်စားကျင်စိတ်တွေလည်းပြန်ပြီးတော့ပေါ်လာတယ်တဲ့ပြီးတော့နောက်တစ်ချက်ကကြတော့ရဲရူတီအမေကိုတဲ့ဒါအစောပိုင်းကသစဉ်ပြောပြထားတဲ့ပြားဟိုက်ပေါ့နော်ပြားဟိုက်နဲ့လည်းတွဲဖက်ပြီးတော့တောက်တုံးပြီးမယ်ဆိုရင်နှလုံးရတာမှန်တယ်ပြီးတော့မူးမော်ပြီးတော့ရင်တုံနာတွေကိုလည်းပျောက်ကင်းစေပါတယ်တဲ့ပြီးတော့လေအားတဲ့ကောင်းတဲ့အတန်နေပါဆိုလို့ရှိရင်လည်းကြည်ကြည်လင်လင်ဖြစ်တာပေါ့နော်ဒါအတန်နဲ့အအလုပ်လုပ်ရတဲ့သူတွေဆိုလို့ရှိရင်ဒါတို့တွေလိုမျိုးဒါပရီဇန်တာပေါ့နော်အစီအစဉ်တက်ဆက်တာပဲဖြစ်ဖြစ်ပြီးရင်နောက်တစ်ခုကဒါတချင်းဆိုတဲ့သူတွေပေါ့နော်ဒါအစို ော်ရီအနေနဲ့ဆိုလို့ရှင်လေဒီရရွတီအမဲ့လေးကိုဒါရှောက်တီရှောက်ရီတို့တံမြာရီတို့နဲ့ရောပြီးစားပေးမယ်ဆိုရင်အတန်ထွက်မှုလည်းကောင်းတယ်ပြီးတော့ပြုတ်အပ်မှုလည်းကင်းစေတယ်တဲ့ ပြီးတော့နောက်တစ်ခုကကြတော့ကြံစကားတို့ဘာလို့လဲခောက်ပြီးတော့စားပြီးလို့ရတယ်ကြံစကားနဲ့ခောက်စားမယ်ဆိုရင်တဲချီကိုလည်းနိုင်တယ်တလိပ်ကိုလည်းအထူးနိုင်ပါတယ်တဲ့ပြီးတော့ရင်ကျက်ပန်းတာဒါမျိုးတွေကိုလည်းပျောက်စေတယ်တဲ့ပြီးတော့မီးဖုတ်ပြီးတော့လည်းစားပြီးလို့ရတယ်ပေါ့နော်စားတဲ့အခါမှာဆိုလို့ရှိရင်တချို့ဆိုရဲရူတီးရဲ့အရာသာခါလဲခါတယ်ပူလဲပူတယ်ပြီးတော့ဒါစားလေးအနှဲငယ်လောက်ထည့်ပြီးတော့စားပေးတာပဲဖြစ်ဖြစ်ထညက်လေးနဲ့ဒါအချိုလေးတကြားလေးနဲ့ဖြစ်ဖြစ်ပေါ့နော်ဒါမျိုးလေးထည့်စားပေးမယ်ဆိုလို့ရှိရင်သူ့မှာပါတဲ့အခါတက်တူပြီးအနှံ့ပြင်းတာတို့ပေါ့နော်ဒါမျိုးတွေကိုလည်းတတ်တာစီတယ်ဟိုပြောမယ်ဆိုလို့ရှိရင်ဒ ထားစားလို့ရှင်တော့ဒါတချို့ကပြောကြတယ်ဘလို့မှသူ့ရဲ့အနံ့အရတာကိုမကြိုက်ဘူးဟုတ်တယ်မခံနိုင်ဘူးလို့ပြောကြတယ်ပေါ့နော်အဲဒါပေမဲ့ဒါကိုယ့်ရဲ့ယောဂတွေလည်းပျောက်ချင်တယ်အတန်နေအတန်ထားလဲကောင်းချင်တယ်ဆိုလို့ရှင်တော့ဒါလေးကိုတီးခတ်ပြီးတော့စားပေးကြပါတဲ့ပြီးတော့ရှေ့လူကြီးတွေလည်းပြောကြတယ်ပေါ့နော်ရဲရူဒီရဆိုလို့ရှိရင်ချောင်းဆိုးရင်ကြက်ကိုပျောက်တဲ့အတွက်ပေါ့နော်ဒါအနောက်တိုင်းဆေးတွေမပေါ်ခင်ကတည်းကဒါရှေ့တမားတော်ကြီးရဲ့အနေနဲ့ဆိုလို့ရှိရင်လည်းဒါကိုဆေးဘက်ဝင်အနေနဲ့သုံးဆွဲခဲ့ကြတာတဲ့ ်တယ်ဗျ။ဟုတ်တယ်ဗျ။ဒီရနော်တော်တော်တော့ဝင်။တချို့ရလည်းကြိုက်ကြတယ်၊ချို့ကြမကြိုက်ဘူး။ကိုရီးယားကတော့မကြိုက်တဲ့ထဲမှာပါတယ်။အဲ့လိုဒီအနံ့ကိုဘယ်လိုမှမခံနိုင်ဘူး။မခံနိုင်တာတူတယ်။သူကလေပူရှိန်ရှိန်ကိုအနံ့တစ်မျိုးကြီးပဲဖြစ်နေတယ်။ဒါပေမဲ့သူရဲ့အာနိသင်ရတော့ဒါတော်တော်တော့အစွမ်းထက်တယ်။အစွမ်းထက်တယ်။အချိန်တို့အတွင်းမှာဒါအာနိသင်ပြရတယ်။ဟုတ်တယ်နော်။ ကဲဒါဆိုရင်ဒီတစ်ခါမှကြတော့ဆိုမှာဒီမျက်လုံးအယောင်လေးကနေပြောတဲ့ကိုယ့်ရဲ့အကြောင်းလေးအကြောင်းပြောပြမယ်ဒါဆိုလို့ဒီပေါ့နော်ဒီနောက်တိုင်းမြန်မာနိုင်ငံဘက်မှာဆိုလို့ရှိရင်တော့အနက်နဲ့ပြောရမယ်ဆိုပြားရအောင်အညိုရအောင်ပေါ့ဒီနေရာမဲရှိရများရယ်ပေါ့နော်အဲ့တော့ဒီမျက်လုံးရဲ့အယောင်လေးမှာတခြားအတိုင်းတစ်ပါးသားရယ်ဆိုလို့ရှိရင်မျက်လုံးရောင်ပြားလေးတွေကအဲအများကြီးပဲရှိကြရယ်အဲ့တော့ဒီယောင်လေးနဲ့ပတ်သက်ပြီးတော့ ticklet ထဲမှာရေးထားတာအဲ့တော့ဒါဆိုလို့အများဆုံးရှိတဲ့အနက်ရောင်မျက်ဝန်းပေါ့နော်အနက်ရောင်မျက်ဝန်းဆိုလို့ရှိရင်ဒီလိုမျိုးအနက်ရောင်မျက်ဝန်းပိုင်ဆိုင်ထားတဲ့သူတွေကတဲ့ချစ်စရာကောင်းတဲ့သူတွေဖြစ်ပါတယ်တဲ့ပြီးတော့အတောင်ယူတဲ့ တဲ့သူလည်းဖြစ်တယ်။ပြီးတော့ဒါပါလဲဆိုတော့သူတို့တွေကတော်တော်လေးကိုလျှို့ဝှက်တက်ပြီးတော့တဲ့အပေါင်းအသင်းစလုပ်ဖို့စချစ်ဖို့ဝင်လေးထားရတော့ရှိတတ်တယ်လို့ပြောတယ်။အာတခြားကတော့ဒါဒီဘက်နိုင်ငံကလူတွေကြောင့်အပေါင်းအသင်းစလုပ်ဖို့ဆိုနည်းနည်းလေးတွန့်နေတတ်ကြတယ်နော်။ကိုကစပြီးတော့ပေါ်ပေါ်ရွေနှုတ်ဆက်ဖို့ဆိုလို့ရှင်ခဲရင်းနေတတ်ကြတယ်။ဒါအနဲ့ရောင်မြုံပိုင်ရှင်ပေါ့နော်။ပြီးတော့အညိုရောင်မြုံပိုင်ရှင်ဒါတွေကတော်တော်များများတွေ့ရတယ်။ပြောရမယ်ဆိုအနက်စစ်စစ်ထက်အညိုရောင်ကမှပို့ပြီးတော့ကများများများတယ်နော်။အဲ့တော့ဒီအညိုရောင်မြုံကကြတော့ဘာလဲဆိုတော့ဆွဲဆောင်မှုရှိပြီးတော့ ော့ကိုကိုကိုယုံကြည်မှုရှိတဲ့သူတွေဖြစ်ပါတယ်တဲ့။ရိုးသားမှုတီထွင်ဖန်တီးနိုင်မှုနဲ့အကောင်းမြင်မှုဒါတွေကအညွန်ယောင်မြန်ပိုင်ရှင်နေမှာရှိတဲ့အရာတွေပါလို့ပြောထားတယ်။ဒါအညွန်ယောင်မြန်ဝန်နောက်တစ်ခုကစိမ့်ညူယောင်မြန်ဝန်ဆိုတော့ပြောရမယ်ဆိုကြောင်မျက်လုံးလိုမျိုးလေးပေါ့။ဒါမျိုးလေးရတော့ဒါတော်တော်ကြီးတော့ရှာရတယ်။ဒါပေမဲ့တွေ့တော့တွေ့ရတယ်နော်။ဒီမြန်ဝန်ပိုင်ရှင်ကြတော့ကြော်ရှင်းတဲ့အလှကိုပိုင်ဆိုင်ထားတာကတဲ့စိမ့်စိမ့်ညူယောင်မြန်ဝန်ပိုင်ရှင်နေပါတဲ့။ပျော်ရွှင်ဖို့စွန်စားဖို့ကိုစိတ်ဝင်စားတယ်။ပြီးတော့လိုအပ်တဲ့အချိန်တိုင်းမှာအားလုံးနဲ့လိုက်ရောညီတွေဖြစ်အောင်နေတတ်တယ်။ တို့ရဲ့အလှကြောင့်အားလုံးရဲ့သဘောကြခြင်းကိုခံရပေမဲ့တို့ဘက်ကသဘောမကျရင်ခဏလေးနဲ့ဆုံးခွာသွားတတ်ပါတယ်တဲ့အဲ့တော့ဒါကြောင့်မို့ပေါ့နော်တို့နဲ့ပေါင်းရင်ဂယုတစိုက်ရှိတင်တာကတို့ရဲ့ဒေါသပေါ့ပြောရမလို့ဒေါသကြီးတယ်အာနောက်တစ်ခုကခဲရောင်မြုံဝန်းပေါ့ခဲရောင်မြုံဝန်းပိုင်ရှင်နေနေကလွှမ်းမိုးနိုင်သူတွေဖြစ်ပါတယ်တဲ့ခေါင်းဆောင်တွေလည်းဖြစ်တတ်တယ်ပင်ကိုစိတ်ကူကခိုင်မာတယ် wise ဖြစ်တယ်နူးညံ့သိမ်မွေ့ကြတယ်တဲ့တို့ဘာပဲလုပ်လို့စိတ်ထဲကပါမှကိုကိုယ်တိုင်ကြိုက်မှပဲလုပ်တတ်ကြတယ်အဲ့တော့ခေါင်းဆောင်တယောက်မှရှိတဲ့ ဲ့တီထွင်ဖန်တီးမှုတွေစိတ်ကူးစိတ်တန်းကောင်းမွန်မှုတွေပြောင်းပြုတ်ပြင်ပြောင်းလဲလွယ်တဲ့စိတ်တွေပေါ့နော်ဒါမျိုးတွေတို့မှာရှိပါတယ် နောက်တစ်ခုကဘာလဲဆိုတော့တော်တော်ကြီးကိုရှားပါတဲ့အစိမ်းရောင်မြုံဝပေါ့အစိမ်းရောင်မြုံဝပိုင်ရှင်နေသူတို့ကတော့နားလည်ရခက်တဲ့သူတွေပါတဲ့ခဏတာအတွင်းမှာသူတို့ပေါ့ကြားလောင်လှုပ်ဆောင်နိုင်စရှိတဲ့သူတွေလေးဖြစ်ပါတယ်အစ်စ်အစ်စ်တော်ယာတွေကိုစိတ်ဝင်စားတယ်သူတို့နဲ့ပေါ့ရင်တတိထားတဲ့နာသူတို့မှာနည်းနည်းလေးဟိုဝန်တိုတဲ့စိတ်လေးရှိတတ်တယ်လို့ပြောထားတယ်အစိမ်းရောင်မြုံပိုင်ရှင်ပါเนาะနောက်ဆုံးတစ်ခုကအပြာရောင်မြုံဝအပြာရောင်မြုံဝကကြတော့ဘာလဲဆိုတော့လူတိုင်းလူချင်းတဲ့အရာမှာတဲ့ smart ကြတဲ့အေးချမ်းမှုရှိတဲ့နှုပြုံမှုရှိတဲ့ဒီလိုမျိုးထိတ်ရွေရှိပါတယ်ပြီးတော့သူတို့ကတက်တက်ကြွကြွရှိတဲ့ ဆက်ဆံရေးတစ်ခုကိုကြာရှည်ထိန်းထားလို့စေရှိကြတယ်။အရာရာကိုစုဆက်ရတာကြိုက်တယ်။သူတို့နဲ့ပေါင်းသင်းဆက်ဆံတဲ့သူတွေဟာဆိုရင်အမြဲတမ်းစိတ်ချမ်းသာစရာတွေနဲ့ပဲကြုံတွေ့ရတတ်တယ်ဆိုပြီးတော့ပြောထားတယ်။အဲ့တော့ဒါမြန်ဝန်းရောင်ပေါ်လိုက်ပြီးတော့ဒါရှိတတ်တဲ့စိတ်မြင်စိတ်ထားလေးတွေပေါ့နော်။ဒါပေမဲ့တစ်ခါလေးမှလည်းမြန်ဝန်းနဲ့ဒါမလိုက်ဖက်အောင်လို့ရှိနေတဲ့စိတ်ထားလေးတွေလည်းရှိတတ်ကြတာပဲ။အဲ့ဒါရေဘူးရအားဖြင့်တော့ဒီအကြောင်းလေးတွေကိုပြောပြပေးတာပါ။ဟုတ်တယ်နော်။ကဲဒီနေ့အကြောင်းအရာလေးဆုံးသွားပြီခဏနာကြမယ်နော်။ခေတ္တပြိုမေစီစရာနေပရိသတ်တွေအတွက်ခဏနေဘဟုသုတအကြောင်းအရာတွေပြောပြပေးဖို့အတွက်ပြန်လာရပါဦးမယ်ရှင်။